ဒီဗီဒီယိုမှာလိမ့်ဝါလီရဲ့တားပေါက်တဲ့လုပ်ငန်းရှင်တွေက တစိမ့်တစ်ပိုင်းဖြစ်တဲ့ဥချခြင်းအကြောင်းကိုကျွန်တော်ပြောပြပြီးမျှဝေပေးခြင်းပါတယ်။လိမ့်ဝါစီဂျိုလိမ့်လို့ခေါ်တဲ့ကုန်းလိမ့်လေးတွေကကျွန်တော်တို့မြန်မာနိုင်ငံမှာလေးတွေ့ရပြီးတော့ထိမ့်သိမ့်ကာကွယ်ရမယ့်မျိုးစိတ်အထက်မှာပါဝင်ပါတယ်။လိမ့်ဝါအထီးလေးတွေက၄နှစ်ကျော်မှအရွယ်ရောက်ကြပြီးတော့လိမ့်မလေးတွေကတော့၆နှစ်ကနေ၈နှစ်အတွင်းမှာအရွယ်ရောက်ကြပါတယ်။သူတို့ရဲ့တားပေါက်ရည်ကအကြမ်းမြင့်အားဖြင့် မိုးရွာသည့်တစ်ခုလုံးလို့မှတ်ယူလို့ရပါတယ်။သူတို့ဒေတာရဲ့အပူချေရာသီဥတုပေါ်မှာမူတည်ရအကြောင်းမလို့တသမထေတော့ပြောပြလို့မရပါဘူး။မိလိုက်ပြီးတဲ့နောက်မှာသုံးဘက်ကနေတလာခွဲနှစ်လအတွင်းမှာဥဥတက်ကြပါလေ။ဒီနေရာမှာလည်းဘာလို့ကြာချိန်မတူရလဲဆိုတော့လိမ့်မရဲ့အစားအစာရရှိမှုသူ့ရဲ့ကျန်းမာရေးသူခံစားရတဲ့စိတ်ဖြစ်စီမှုအခြေအနေတွေနဲ့သူ့ရဲ့ပတ်ဝန်းကျင် ရာသီဥတုတွေကြောင့်ဒီအချိန်ကာလကွဲပြားသွားနိုင်ပါတယ်။ လိမ့်မတွေကဥဥကိုတပတ်လောက်လိုခဲ့ကခြံထဲကနေထွက်ချင်တာအငိမ့်မနေတာခနာမငိမ့်နဲ့အပြုတ်မှုတွေကို လုတ်တက်ပါတယ်နောက်တစ်ချက်ကအစားတောက်လျှော့စားတာအစားတောက်လုံးဝမစားရမျိုးလည်းလုတ်တက်ပါတယ်ဒီလိုအပြုတ်မှုတွေတွေ့ရင်ပိုင်ရှင်နေနေနဲ့လိမ့်မတွေကိုခြံကျဲတွေကိုလှုပ်ပေးပြီးတော့သူတို့စိတ်ကြိုက်တဲ့နေရာ ရှာဖွေတာမျိုး လုတ်ပေးတင်ပါတယ်လိမ္မာတွေကသူတို့ဥချမဲ့နေရာရဲ့အပူချိန်ရာသီဥတုဆိုထိုင်းစား အနေအကင်းမကင်းဆိုတာတွေကို လေ့လာပြီးမှဥချဖို့ကျင့်တုတတ်ကြပါတယ်။သူတို့စိတ်ကြိုက်နေရာမတွေ့မချင်းဥချင်းကိုအစမ်းတူရမျိုးသုံးလေးနေရာမှာလည်းလုပ်တတ်ကြပါတယ်။သူတို့စိတ်ကြိုက်အစဉ်ပြေတဲ့နေရာရမှာရှေ့လက်နဲ့ရက်တဲ့ဘိုင်းနဲ့ပုတ်တဲ့အဲ့ဒါမျိုးကအဲ့ဒီနေရာတဝိုက်ကိုရှင်းလင်းတာမျိုးပုံစံမျိုးလုပ်တတ်ပါတယ်။အဲ့နောက်မှာနောက်ချီနဲ့ရက်ပြီးတော့ကျင့်တူပါတယ်။ဥချင်းကအဝါ3လက်မလောက်ရှိပြီးအနက်က6လက်မခန့်နက်ပါတယ်။ ကျင်းတူးတဲ့ကြာရင်ကတော့သူတို့ရွေးထည်ချတဲ့မြေရဲ့ဆူဆူမှုပေါ်မှာမူတည်ပြီးတနားရနေ၃နာရီထိကြာတတ်ပါတယ်။မြေအရမ်းမာတဲ့နေရာတွေမှာဆိုရင်တော့လိမ္မာကအဲ့မြေပေါ်မှာစီးသွားပြီးတော့မြေကိုပြော့အောင်လုပ်တယ်။ပြီးမှဒူးတက်ကြပါတယ်။ဥကျင်းနေထားဆင်ပြေးပြီးဆိုရင်တော့သူတို့စပြီးဥချပါတယ်။လိမ္မာတွေကတစ်ခါဥရင်တစ်လုံးကနေပြီး၅လုံး၆လုံးထိဥတက်ပါတယ်။ဥတွေရဲ့အရေအတွက်ကတော့လိမ္မာရဲ့ကျမ်းမာရေးသူ့ရဲ့အရွယ်အစားပေါ်မှာမူတည်ပြီးတော့အနေအများကွာပါတယ်။ ဥချပြင်းတော့လိမ္မာကသူ့ရဲ့ခြင်းကိုပြန်ပြီးဖုံးပါတယ်အဲ့ဒီနေရာမှာသူဘေးနားမှာရက်ထားတဲ့မြေကြီးရနေပဲဒီခြင်းကိုပြန်ပြီးဖုံးတယ်လက်ရဲ့ဥခြင်းကအတွင်းဘက်ကိုခွက်ဝင်တဲ့ပုံတံရှိရမလို့မြေဖုံးတဲ့အခါမှာလည်းဥခြင်းနဲ့ဥတွေအချင်းချင်းကြားမှာကွက်လက်ကလေးတွေကျန်နေခဲ့ပါတယ်အဲ့ဒီနေရာလေးတွေကပဲလက်ဥပေါက်တဲ့အချိန်ထိဥတွေလိုအပ်တဲ့အောက်ဆီဂျင်ဖလှယ်တာမျိုးကို လုတ်ပေးနိုင်ပါတယ် ဥတွေအကောင်ပေါက်ဖို့လိတ်အမျိုးအစားနဲ့သူတို့ရဲ့ဥချင်းအပူချင်းကိုလိုက်ပြီးတော့ရပ်ပေါင်း90ယန်းနေ120အထိကြားတတ်ပါတယ်အခုလိတ်ဝါလီတွေရဲ့ပုံမှန်ဥပေါက်ချိန်ကတော့ရက်90ပဲဖြစ်ပါတယ်ဒီပေါ်မှာသူရဲ့ကျင်းရဲ့အပူချိန်ကိုလိုက်ပြီးတော့အဲ့ဒီဥရူပူတယ်ဆိုရင်ကျင်းရဲ့အပူချိန်ကမြင့်လာတာကြောင့်မလို့ရက်90အတွင်းပိုင်းမှာပေါက်တက်ပြီးတော့ ရာသီဥတုအေးတဲ့အခါမှာတော့ရက်120 120အတွင်းမှာပေါက်တက်ပါတယ်။ဒီဗီဒီယိုထဲမှာတတရားမြောက်ဥပီရဲ့အထီးပါပြီးတော့ကျွန်တော်နောက်သူလိတ်ဥပီရဲ့အခါမှာဥချင်းကိုပြန်ဖုံးတဲ့အထီးပါရမလို့နောက်ပိုင်းဟာရီကိုဆက်ပြီးကြည့်ပေးတော့ပါဦး။ကျေးဇူးတင်ပါတယ်။